မင်္ဂလာပါတမွန်ချန်နယ်ယာနေကြိုဆိုလိုက်ပါရယ်ဒီနေ့မှာကျမတို့အချိန်နဲ့အကာသကိုကွင်းညွတ်စီရဲ့အရာတစ်ခုအကြောင်းပြောပြမယ်အဲ့ဒါကတော့တွင်းနက်ပါတွင်းနက်အကြောင်းကိုကြားဖို့ကြရဟုတ်တွင်းနက်ထဲမှာဘာရှိလဲတွင်းနက်ထဲကိုကြားသွားရင်ဘာဖြစ်မလဲဆိုတာကိုသိကြကြရဲဆိုရင်တော့ဒီဗီဒီယိုကိုဆက်ပြီးကြည့်ပေးပါနော်မကြည့်ခင်မှာကျမတို့ရဲ့တမွန်ချန်နယ်ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်အခုပဲဆက်လိုက်ကြအောင်တွင်းနက်ထဲကြားရင်ဘာဖြစ်မလဲဒီနေ့မှာတွင်းနက်အကြောင်းပြောပြမယ်နော် ။တွင်းနဲ့ထဲကိုတကယ်လို့များပြုတ်ကျသွားခဲ့ရင်ဘာဖြစ်မလဲဆိုတာသိကြကြရဟုတ်။အမှန်တော့တွင်းနဲ့ထဲကိုကျသွားရတဲ့တပြိုင်နက်တည်း spaghettification လို့ခေါ်တဲ့ဖြစ်စဉ်တစ်ခုစတင်ပါတယ်။ spaghettification ဆိုတာကတွင်းနဲ့ရဲ့ဆွဲငင်အားကြောင့်ကိုယ်အရှည်လျပြီးပယားသွားကိုပြောတာပါ။ spaghetti လိုမျိုးပေါ့။တွင်းနဲ့ရဲ့ဆွဲငင်အားကအရင်ပြတ်ထန်တော့ကိုယ့်ရဲ့ခြေထောက်နဲ့ခေါင်းကိုဆွဲငင်နေအောင်မတူညီဘူး။ဒီလိုမတူညီရဲ့ဆွဲငင်အားကြောင့်ကိုယ်ဟာတပြေးပြေးဆက်ထွက်သွားပြီး နောက်ဆုံးမှာတော့တွင်းနဲ့ထေကိုဝင်သွားမှာပါ။တွင်းနဲ့ထေကိုရောက်သွားရင်တော့မဖြစ်မဲစွာကိုအတိအကျမသိရသေးပါဘူး။တိဘက်ပညာရှင်တွေကတော့ singularity လို့ခေါ်တဲ့အရာတစ်ခုကိုတွေ့နိုင်တယ်လို့ခန့်မှန်းကြပါတယ်။ singularity ဆိုတာကတော့သိသိစအရင်များတဲ့အရာတစ်ခုပါ။အဲ့မှာယူပါဗေတာရဲ့နေရာမှရအလုံးမလုံးတော့လို့ဆိုကြပါတယ်။တွင်းနဲ့ထေကိုကြာသွားတဲ့သူဟာ singularity ထဲမှာမဖြစ်သွားမလို့ဆိုတာကတော့နည်းနည်းလှုပ်ရချက်တစ်ခုပါပဲ။တွင်းနဲ့အကြောင်းစိတ်ဝင်စားစရာတွေအများကြီးရှိသေးရဲ့နော်။တွင်းနဲ့ရဲ့အတရေများ တွင်းနဲ့ဆိုတာအရန်အတရများတဲ့အရာတစ်ခုပါဘာလို့လဲဆိုတော့သူ့ရဲ့ဆွဲငင်အားကအရန်ပြတ်ထန်လို့ဘာမှတော့လွတ်မြောက်မသွားနိုင်ဘူးအလင်းတော်မှလွတ်မသွားနိုင်ဘူးနော်ဒါကြောင့် black လို့ခေါ်တာပါတွင်းနဲ့ရဲ့အတရအကြီးဆုံးအချက်ကတော့ event horizon လို့ခေါ်တဲ့အရာကိုဖျက်ချော်မိရင်ဘယ်တော့မှပြန်ထွက်လို့မရတော့ပါဘူး event horizon ဆိုတာကတော့တွင်းနဲ့ရဲ့နံနမိတ်တစ်ခုလိုပါပဲအဲ့ဒီနံနမိတ်ကိုကြော်သွားရင်တွင်းနဲ့ရဲ့ဆွေးငင်အားတွေကိုလုံးဝရောက်သွားပြီးဘယ်တော့မှပြန်ထွက်လို့မရတော့ဘူးတွင်းနဲ့ရဲ့နောက်ထပ်အန်တရတစ်ခုကတော့ Title Force ရဲ့အရာပါ Title Force ဆိုတာကတော့တွင်နယ်ရဲ့ဆွဲငင်အားကြောင့်ဖြစ်ပေါ်လာတဲ့အားတွေပါ Title Force ကြောင့်တွင်နယ်ထဲကိုကျသွားတဲ့အရာတွေဟာဆန့်ထွက်သွားပြီးနောက်ဆုံးမှပျက်စီးသွားပါတယ်ဒါကြောင့်တွင်နယ်ဟာအရန်အတရများတဲ့အရာတစ်ခုလို့ပြောလို့ရပါတယ်တွင်နယ်နဲ့ဝေးမှရှိနေရအကောင်ဆုံးပါပဲတွင်နယ်ထဲမှာအချိန်ကဘလို့ပြောင်းလဲသွားလဲတွင်နယ်ထဲမှာအချိန်ကထူးထူးဆန်းဆန်းပြောင်းလဲသွားပါတယ် time dilation လို့ခေါ်တဲ့ဖြစ်စဉ်တစ်ခုကြောင့်ပါ time dilation ဆိုတာကတော့ train ရဲ့ဆွဲငင်အားပြင်းထန်တဲ့နေရာမှာအချိန်ကဖြည်းဖြည်းသွားအောင်ပြောရပါဥပမာအနေနဲ့ train ရဲ့အနီးမှာရှိတဲ့အာကာသယာဉ်တဲကလူတစ်ယောက်အတွက်တစ်နာရီကြာသွားတဲ့အချိန်မှာကမ္ဘာပေါ်မှာတော့အနှစ်ပေါင်းများစွာကြာသွားနိုင်ပါတယ်ဒါက train ရဲ့ဆွဲငင်အားကြောင့်အာကာသနဲ့အချိန်ကွေးသွားလို့ပါ speed time လို့ခေါ်တဲ့အရာက train ရဲ့အနီးမှာအရန်ကွေးသွားပါတယ် ဒီလိုကွေးသွားတဲ့အတွက်အချိန်ရဲ့အသွားနှုန်းလည်းပြောင်းလဲသွားပါတယ်။ Twin Net ထဲကိုပို့ပြီးနေကပ်သွားလေအချိန်ကပို့ပြီးနေနေသွားလေပါပဲ။ဒါကြောင့် Twin Net ထဲကိုကြာသွားတဲ့သူအတွက်အချိန်ဟာအရန်နှွေးကွေးသွားမှာပါ။သူတို့အတွက်စက္ကန့်ပိုင်းလေးပဲကြာရင်လို့ခန်းစားရပေမဲ့အပြင်မှာတော့အချိန်များကြီးကုန်လွန်သွားနိုင်ပါတယ်။ဒါဟာ Twin Net ရဲ့အောင်းစရာကောင်းတဲ့အချက်တွေတရားတစ်ခုပါ။ Twin Net ထဲကြာသွားတဲ့လူတစ်ယောက်ရဲ့အဖြစ်အပျက် Twin Net ထဲကိုလူတစ်ယောက်ကြာသွားရင်ဘာဖြစ်မလဲဆိုတာကိုစိတ်ကူးကြည့်ရအောင်။ ပထမဆုံး event horizon ကိုကြော်ဖြတ်မိရနဲ့ specification စတင်ပါလိမ့်မယ်။သူရဲ့ခေါင်းနဲ့ခြေထောက်ကိုဆွဲငင်တဲ့အာမတူညီရဲ့အတွက်တဖြည်းဖြည်းရှည်လျားသွားပြီးပါရသွားပါလိမ့်မယ်။နောက်ဆုံးမှာတော့တင်းနေရဲ့အလဲဘဟုကိုရောက်သွားပါလိမ့်မယ်။အဲ့မှာ singularity လို့ခေါ်တဲ့အရာတစ်ခုရှိပါတယ်။ singularity မှာတည်တည်ဆအရန်များပြီးယူဘဘေဒါရဲ့နှုတ်ရမာတွေအလုံးမလုံးတော့ပါဘူး။အဲ့မှာဘာဖြစ်သွားမယ်ဆိုတာကိုတော့ဘယ်သူမှအတိအကျမသိပါဘူး။ တချို့သိပ္ပံပညာရှင်တွေကတော့ singularity တဲမှာအရာအလုံးပျက်စီးသွားမယ်လို့ပြောကြပါတယ်။တချို့ကတော့တခြား universe တစ်ခုကိုရောက်သွားနိုင်တယ်လို့ပြောကြပါတယ်။ဒါပေမဲ့ဒါရီဟာခမန်းချက်တွေသာဖြစ်ပါတယ်။တကယ်တမ်းဘာဖြစ်မလဲဆိုတာကိုတော့ဘယ်သူမှမသိပါဘူး။ twin net ထဲမှာဘာရှိလဲ။ twin net ထဲမှာဘာရှိလဲဆိုတာကအရင်စိတ်ဝင်စားဖို့ကောင်းတဲ့မိကုံးတစ်ခုပါ။အမှန်တော့ twin net ထဲမှာဘာရှိလဲဆိုတာကိုအတိအကျမသိရသေးပါဘူး။သိပ္ပံပညာရှင်တွေကတော့ singularity လို့ခေါ်တဲ့အရာတစ်ခုရှိရဲ့လို့ခန့်မှန်းကြပါတယ်။ singularity ဆိုတာတည်တည်ဆအရန်များတဲ့အရာတစ်ခုပါ singularity မှာအရာအလုံးတင်းငယ်ပြီးတစုတစည်းတည်းဖြစ်သွားပါတယ်ယူပဗေဒရဲ့နေရာမကြီးလည်းအလုံးမလုံးတော့ပါဘူးဒါကြောင့် singularity မှာဘာဖြစ်လဲဆိုတာကိုနားလည်ဖို့အရန်ခက်ခဲပါတယ်တချို့သိပ္ပံပညာရှင်တွေကတော့တွင်းနဲ့ဟာတခြား university နဲ့ချိတ်ဆက်ထားနိုင်တယ်လို့ပြောကြပါတယ်ဒါပေမဲ့ဒါတွေဟာခမှန်ချက်တည်တာဖြစ်ပါတယ်တွင်းနဲ့ထဲမှာဘာရှိလဲဆိုတာကိုသိဖို့အတွက်အနာဂတ်မှာပိုပြီးအဆင်မြင့်တဲ့ဒီပညာတွေလိုအပ်ပါလိမ့်မယ် တွင်းနဲ့ထရာပြန်ထွက်လာနိုင်တာတွင်းနဲ့ထရာပြန်ထွက်လာနိုင်တာဆိုတာကအရန်ခက်ခဲတဲ့မိကောမှာအခုချိန်ထိတော့တွင်းနဲ့ထဲကိုရောက်သွားတဲ့ဖေးအရာမှပြန်ထွက်မလာနိုင်သေးပါဘူးဘာလို့လဲဆိုတော့တွင်းနဲ့ရဲ့စွဲငင်အားကအရန်ပြတ်ထလိုပါအလင်းတော်မှာလွတ်မြောက်မသွားနိုင်ပါဘူး escape velocity လို့ခေါ်တဲ့လွတ်မြောက်နှုန်းကတွင်းနဲ့ရဲ့စွဲငင်အားထက်ပိုကြီးရပါမယ်ဒါပေမဲ့တွင်းနဲ့ရဲ့စွဲငင်အားကအရန်ကြီးမှတော့ဖေးအရာမှအဲ့ဒီအမြန်နှုန်းကိုမကျော်လွန်နိုင်ပါဘူးဒါကြောင့်တွင်းနဲ့ထဲကိုရောက်သွားရင်ပြန်ထွက်ဖို့မဖြစ်နိုင်ဘူးလို့ဆိုနိုင်ပါတယ် တချို့သိပ္ပံပညာရှင်တွေကတော့ quantum mechanics နဲ့ပတ်သက်တဲ့ theory တွေကြောင့်တွင်းနဲ့တရားအမှုံလေးတွေထွက်လာနိုင်တယ်လို့ပြောကြပါတယ်။ဒါကို Hawking radiation လို့ခေါ်ပါတယ်။ဒါပေမဲ့ Hawking radiation ကအရင်နဲ့ပါတော့တွင်းနဲ့တရားလူတယောက်ဒါမှမဟုတ်အရာဝတ္ထုကြီးတွေပြန်ထွက်လာဖို့မဖြစ်နိုင်ပါဘူး။လောလောဆယ်တော့တွင်းနဲ့ထဲကိုရောက်သွားရင်ပြန်ထွက်ဖို့မဖြစ်နိုင်ဘူးလို့ပဲပြောနိုင်ပါတယ်။တွင်းနဲ့နဲ့ပတ်သက်ပြီးမသိရှိရသေးတဲ့အရာများတွင်းနဲ့နဲ့ပတ်သက်ပြီးမသိရှိရသေးတဲ့အရာတွေအများကြီးရှိပါတယ်။ ဥပမာတွင်းနယ်ထဲမှာဘာရှိလဲဆိုတာကိုအတိအကျမသိရသေးပါဘူးစီကျူလာရတီမှာဘာဖြစ်လဲဆိုတာကိုလည်းနားမလည်သေးပါဘူးတွင်းနယ်ဟာတခြား university နဲ့ချိတ်ဆက်ထားသလားဆိုတာကိုလည်းမသိရသေးပါဘူးဒါအပြင်တွင်းနယ်ရဲ့တရားမှုအကြောင်းကိုလည်းအပြေဝနားမလည်သေးပါဘူးဥပမာတွင်းနယ်ဟာအချင်းကိုဘလို့ပြောင်းလဲစီလဲဆိုတာကိုအတိအကျမသိရသေးပါဘူးတွင်းနယ်အကြောင်းလေးလာနေတဲ့တိပ္ပံပညာရှင်တွေဟာဒီမေကုန်းတွေကိုဖြည့်ဖို့စူးစမ်းနေပါတယ် အနာဂတ်မှာပို့ပြီးအဆင်မြင့်တဲ့နေပညာရေးပေါ်လာရင် တွင်းတဲ့အကြောင်းပို့ပြီးသိလာနိုင်မယ်လို့မျှော်လင့်ပါတယ်။တွင်းတဲ့ဟာစိတ်ဝင်စားစရာကောင်းတဲ့လိုအပ်ချက်တွေအများကြီးရှိတဲ့အရာတစ်ခုပါ။တွင်းတဲ့ကိုဘယ်လိုလေ့လာကြလဲ။တွင်းတဲ့ကိုလေ့လာဖို့အတွက်သိပ္ပံပညာရှင်တွေဟာနည်းလမ်းအမျိုးမျိုးကိုအသုံးပြုကြပါတယ်။တနည်းအားတော့တယ်လီစကုပ်တွေနဲ့တွင်းတဲ့ရဲ့အနေနားမှာရှိတဲ့အလင်းရောင်နဲ့ဓာတ်ရောင်ကြီးတွေကိုလေ့လာခြင်းပါ။တွင်းနဲ့ဟာအလင်းကိုမထုတ်လို့ပေမဲ့သူ့ရဲ့ဆွဲငင်အားကြောင့်အနည်းနာမှရှိတဲ့အရာဝတ္ထုတွေဟာအလင်းရောင်ထုတ်လို့ပါတယ် အဲ့ဒီအလင်းရောင်ကိုလေးလာခြင်းအပြင်တွင်းနဲ့ရဲ့တည်နေရနဲ့ကွန်တက်တီတွေကိုသိနိုင်ပါတယ်။နောက်ထပ်နေလန်တစ်ခုကတော့ gravitation နဲ့ wave တွေကိုလေးလာခြင်းပါ။ gravitation နဲ့ wave ဆိုတာကတော့အကာသထဲမှာဖြစ်ပေါ်တဲ့လှိုင်းတွေပါ။တွင်းနဲ့နှစ်ခုပေါင်းစည်းရတဲ့အခါ gravitation နဲ့ wave တွေထွက်ပေါ်လာပါတယ်။အဲ့ဒီ gravitation နဲ့ wave တွေကိုလေးလာခြင်းအပြင်တွင်းနဲ့အကြောင်းပိုပြီးသိနိုင်ပါတယ်။နောက်ဆုံးနည်းလမ်းတစ်ခုကတော့ကွန်ပျူတာ simulation တွေကိုအသုံးပြုခြင်းပါ။ ွန်ပျူတာနဲ့တွင်းနဲ့ရဲ့အပြုတ်မှုကိုတူပခြင်းအပြင်တွင်းနဲ့အကြောင်းပုံပြီးနားလည်နိုင်ပါတယ်။တွင်းနဲ့တေဟာတခြားစကြဝဠာတွေနဲ့ဆက်သွယ်ထားနိုင်သလား။တွင်းနဲ့တေဟာတခြားစကြဝဠာတွေနဲ့ဆက်သွယ်ထားနိုင်သလားဆိုတာကအရန်စိတ်ဝင်စားဖို့ကောင်းတဲ့မေးခွန်းတစ်ခုပါ။ဒီမေးခွန်းကိုဖြေဖို့အတွက်သိပ္ပံပညာရှင်တွေဟာဝမ်ဟိုးလို့ခေါ်တဲ့အရာတစ်ခုအကြောင်းကိုလေ့လာနေကြပါတယ်။ဝမ်ဟိုးဆိုတာကတော့အကာသနဲ့အချိန်ကိုဖြတ်ကျော်သွားနိုင်တဲ့လမ်းကြောင်းတစ်ခုလိုပါပဲ။ပုံမှန်အားဖြင့်အကာသထဲမှာခေးသွားဖို့ဆိုရင် အလင်းရဲ့အမြန်နှုတ်ထက်ပုံမြောင်သွားပါရယ်ဒါပေမဲ့ဝမ်ဟိုကတော့အာကာသကိုကွေးညှို့စေပြီးနှစ်နေရာကိုတိုက်ရိုက်ဆက်သွယ်ပေးနိုင်တဲ့အတွက်အလင်းရဲ့အမြန်နှုတ်ထက်ပုံမြောင်စရာမလိုပဲခေးသွားနိုင်ပါရယ်တချို့သိပ္ပံပညာရှင်တွေကတွင်းနဲ့တစ်ခုရဲ့အစုံမှာဝမ်ဟိုရှိပြီးအဲ့ဝမ်ဟိုကနေတဆင့်တခြားစကြာဝဠာတစ်ခုကိုရောက်သွားနိုင်တယ်လို့ယူဆကြပါရယ်ဒါပေမဲ့ဝမ်ဟိုရဲ့တရှိမှုကိုတည်တည်ပြနိုင်တဲ့အထောက်အထားမရှိသေးပါဘူး ဒါဟာသိပ္ပံပညာရှင်ရဲ့စိတ်ကူးစိတ်တန်းတစ်ခုသာဖြစ်ပါတယ်။တကယ်လို့ဝမ်ဟိုးတကယ်ရှိခဲ့ရင် တွင်းနယ်ထဲကိုဝင်သွားတဲ့သူဟာတခြားစကြဝဠာတစ်ခုကိုရောက်သွားနိုင်ပါတယ်။ဒါပေမဲ့အဲ့စကြဝဠာမှာဘာရှိလဲဆိုတာကိုတော့ဘယ်သူမှမသိပါဘူး။တခြားစကြဝဠာတွေမှာကျမတို့နဲ့လုံအောင်မတူညီတဲ့တက်ရှိတွေဂျူရီရှိနိုင်ပါတယ်။ဒါမှမဟုတ်လုံအောင်အမောင်ကျသွားတဲ့စကြဝဠာကြီးလည်းဖြစ်နိုင်ပါတယ်။တွင်းနယ်နဲ့ဝမ်ဟိုးကြောင်လေးလာရတာအရန်စိတ်ဝင်စားဖို့ကောင်းနေနော်။အနာဂတ်မှာဒီအကြောင်းတွေအကြောင်းပို့ပြီးတည်လာနိုင်မယ်လို့မျှော်လင့်ပါတယ်။ တွင်းနဲ့အကြောင်းတိမတ်ဆရာများတွင်းနဲ့အကြောင်းတိမတ်ဆရာတွေအများကြီးရှိပါတယ်တွင်းနဲ့ဟာတိတ်တိကျများတဲ့အရာတစ်ခုပါသူရဲ့စွဲငင်အားကအရန်ပြဲထန်တဲ့အလဲတောင်မှလွမြောက်မသွားနိုင်ပါဘူးတွင်းနဲ့မှာ event horizon လို့ခေါ်တဲ့နည်းနည်းလေးတစ်ခုရှိပါတယ် event horizon ကိုကြော်သွားရင်တော့ဘယ်တော့မှပြန်ထွက်လို့မရတော့ပါဘူးတွင်းနဲ့ထဲမှာ singularity လို့ခေါ်တဲ့အရာတစ်ခုရှိပါတယ် singularity မှာတော့တေတီစအရှမ်းများပြီးယူပဗေဒရဲ့နေရာမှာ၄အလုံးမလုံးတော့ပါဘူးတွင်းနဲ့ဟာအချိန်ကိုပြောင်းလဲစေနိုင်ပါတယ် တွင်တဲ့အနေမှာအခြေဟာနှင်းနေသွားတယ်။တွင်တဲ့ကိုလေးလာခြင်းအဖြစ် universe အကြောင်းပုံပြီးသိနိုင်ပါတယ်။တွင်တဲ့ဟာစိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုပါ။တိဘက်မြညာရှင်တွေဟာတွင်တဲ့အကြောင်းပုံပြီးသိရှိနိုင်ဖို့သူတွေတနာတွေဆက်လက်လှုပ်ဆောင်နေပါတယ်။ဒီနေ့တော့တွင်းတဲ့အကြောင်းအများကြီးပြောခဲ့ပြီးပြီနော်တွင်းတဲ့ဆိုတာတကယ်ကိုနှံ့နေပြီးစိတ်ဝင်စားစရာကောင်းတဲ့အရာတစ်ခုပါနောက်ထပ်ပြရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီလိုဗီဒီယိုလေးတွေကိုဆက်ပြီးကြည့်ချင်တယ်ဆိုရင် ျမတို့ရဲ့ Tamon Channel ကို Subscribe လုပ်ထားပေးပါအောင်နော်။နောက်ဗီဒီယိုတွေမှာလည်းအသေးအစလေးတွေနဲ့ပြန်လာခဲ့ပါမယ်။